ျွန်တော်ကတပည့်ညိုကိုပိုင်းထက်တန်းကျောင်းမှာတင်ကြားရေးနဲ့စီမံခန့်ခွဲရေးအပိုင်းဒီမှာတာဝန်ယူထားရတဲ့ကိုမျိုးမြတ်မြစ်စိန်ပါကျွန်တော်ကចောင်းသားចောင်းသူတွေကိုလည်းအချိန်ပေးရတယ်လို့ကျွန်တော်ရဲ့မိသားစုကိုလည်းအချိန်ပေးရပါတယ်။နေ့စဉ်လုပ်နေတဲ့လုပ်ငန်းခွင်မှာပုံမတူတက်ဖို့အတွက်ကျွန်တော် MBA တက်ဖို့စဉ်းစားခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်နေတဲ့မန္တလေးမြို့မှာပဲ UKR ပေးတဲ့ MBA ဘွဲ့ကိုရနိုင်မဲ့ Strategy First မှာတက်ဖြစ်ခဲ့ပါတယ်။ Strategy Fest မှာသင်ရတဲ့ Master Program ဆိုလို့ရှိရင် The University of Wolverhampton ကသင်ယူညနေနေ့တိုင်းသင်ရပြီးတော့ UK ရပြီးတဲ့ Master ဘွဲ့ကိုလည်းရမယ်။ကျောင်းကလည်းမန္တလေးမြို့ရဲ့အချက်ကြားကြတဲ့မင်္ဂလာမန္တလေးထဲမှာပဲရှိတော့သွားလာတာလည်းအဆင်ပြေတယ်။ကျောင်းရဲ့ image ကလည်းကောင်းတော့ Master Program ကို Strategy Fest မှာပဲတက်ဖြစ်ခဲ့တာပါ။ MBA မှာသင်ရတဲ့စာတွေကနေ့စဉ်လုပ်ငန်းခွင်မှာပြန်ပြီးတော့အသုံးချလို့ရတာကြောင့်တိုးတက်လာတာတွေကိုမြင်ရတော့အတန်းတက်ဖို့စာလေ့လာဖို့အင်အားတွေပိုရှိလာတယ် အတန်းပေါ်တငယ်ချင်းတွေကလည်းဖော်ရွေပြီးနှွေးထွေးတာကြောင့်မတူညီတဲ့လုပ်ငန်းနယ်ပယ်တွေကအတွေ့အကြုံတွေကိုလည်းတည်ခွင့်ရခဲ့ပါတယ်ကျွန်တော်တတ်တော့တံမိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေပေါ့ဗျာ strategy first မှာ master program တက်ရောက်လိုက်တာကကျွန်တော်လိုချင်တဲ့ရည်မှန်းချက်တွေရဖို့အကောင်းဆုံးထောက်ပံ့တစ်ခုဖြစ်ပါတယ်